Freedom for Future Channel မှာတော်လန်ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ချိုကိုပါဒီနေ့ချိုကိုဖတ်ပြပေးမယ့်စာအုပ်လေးနာမည်ကတော့ဆီယာမမီချန်ဝေရဲ့တင်လင်းငေးသူရဲ့ယတစာစုများဆိုတဲ့စာအုပ်လေးတွေကယတစာစုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။စာစုလေးမဖတ်ပြခင်ဆီယာမကိုစာအုပ်လေးဖတ်ပြခွင့်ပေးပါရင်ဒီနေရာကနေခွန်တောင်းပါရစေရှင်။ ပင်လယ်ငေးသူရဲ့ခရုခင်ကျဲစဲအလွန်တလောကတည်င်းစာထဲမှာရေအောက်ကကြောက်ပန်းကြောက်ခတ်တွေဆွေယူရောင်းချဖို့ခွင့်မပြုတော့ကြောင်းပုံနဲ့တကွာပါလာပါတယ်။ကျမလည်းရေအောက်တည်င်းစာတာတွေချစ်မြတ်နိုးသူမှုဒါတွေရောင်းချတာတွေ့ရင်ဝယ်ယူစုဆောင်လေးရှိပါတယ်။ရေအောက်ကကြောက်ပန်းကြောက်ခတ်တွေတာမက အစင်အသွေးလှတဲ့ခရုခွင်ကြီးတွေလည်းစုဆောင်ပါတယ်။ ပြင်းရင်ကျမအင်ကစာအုပ်စင်မှသာမကမန္တလေးကလူတုတော်မှာတော်တော်မရဲ့လူတုစာကြီးတိုက်ကိုပါပို့လေရှိတာပါတော်တော်ကကျမရဲ့ပင်လယ်ကမ်းခြေတွေက ခရုတွေကို စာကြီးတိုက်ရှိကရေကန်လေးနှစ်ပေးမှထားတာပါဆိုလိုချင်တာကကျမတို့ဟာရှီအောက်တယန်စာတရီအပေါ်မျက်နှုတ်တွေတာစိတ်ရှိတယ်ဆိုတာပါဒီနေရာမှာစဉ်းစားရမှာကခရုကွန်ကကန်းချီမှာဒီအတိုင်းရှိနေလဲအချိန်ကြာရင်လှိုင်းတန်ရာတိဥရုတန်နဲ့ ပြက်ကျွေသွားမှာပါပဲအခုအေကန်းဆောင်မှာအလှထားတော့မျက်စိပတာရဖြစ်တဲ့အပြင် cute ကလေးတွေရဲ့ဂုံကိုဝန့်ထည်စေတယ်လို့ယူဆပါတယ်။ကြောက်ပန်းခက်တွေကိစ္စကတော့စဉ်းစားစရာပါ။သူကခြေအောက်က ယူလာကစားမှဆိုရင်းနှီးနဲ့ကြားတတ်ပါတယ်။သူ့ကိုမိုးရီခံမိုးရီတဲ့ပစ်ထားလိုက်ရင်ဖွင်းနေအောင်လှလာပါတယ်။သူရဲ့အလှကြောင့်ပဲသူဟာရေအောက်မှာ သူ့ဖာသာမနေရတော့ပဲလူတွေမျက်စိပန်းပြေမှုတက်တက် ချိုးဖက်ဆူယူဈေးကွက်ပို့ခြင်းခံရတော့တယ်။ဒီလိုကြောက်ပန်းခတ်တွေဖြစ်တည်ဖို့အတွက်ကတော့အချိန်ကြာကြီးစောင့်ရတာပါ။ဒါဆိုရင် သူ့နေရာမှာတဘာဝဟာတဘာဝတိုင်းထားရင်ပုံမကောင်းပေဘူးလားကျမတို့ကြောက်ပန်းခက်တွေပေါ်လောဘမတန်တပေဘူးလားကျမကိုယ်တိုင်တစ်ခါကဝတ္ထုတပုံမှာစလုံးကောင်းလေးကမြုပ်ပြံမဲ့ဗမာကောင်းမလေးကိုကြောက်ပန်းခက်ရေးတဲ့ဆင်းငုံပြီးချက်ချင်းလက်ဆောင်ပေးတဲ့ခံတခံထည့်ရထားပါဗျ ။ကောင်းမလီကလည်းဆဲကျော်တက်ကလေးမို့ကောင်းလေးပြလိုက်တဲ့ပင်လယ်လက်ဆောင်တွေအိမ်မှာအမျက်တလို့ခင်ကျင်ထားပါဗျ။ Seven Color လို့ခေါ်တဲ့ပကဲကြောက်ပစွန်ကို အသားထုတ်မှန်ပုံးနဲ့ထည့်ပြီးနယံကက်အလှချိတ်ထားတာမျိုးပေါ့။ပင်လေ crazy ပင်လေချစ်သူတွေဟာပင်လေကပစ္စည်းတွေပေါ်မှာချစ်မြတ်နိုးလေးရှိတယ်။ကျမအင်ကားစာအုပ်စင်မှာ ခရုကွင်းတွေကြောက်ခတ်တွေကျင်းကားအချောက်လိုဟာတွေ ရေအောက်ကရတဲ့အမျိုးမျိုးမသိအပင်ကြောက်တွေအစီအရေလှပြတ်ထားလေးရှိပါတယ်။မိုးလင်းလာရင်ကိုယ်အိမ်ကရတနာတွေကိုကြည့်ပြီးပီတိဖြစ်လို့မဆုံးဘူး။ဘိတ်ကပြောင်းလာကစားတော့ကတမိကြီး၆တန်းရွယ်ကခရုကွန်ကြီးကို နာနာကပ်ပြီးနားထောင်လေးရှိတယ်။ဘာလို့တားလဲတမိဆိုတော့ပင်လယ်အော်တန်ကြားရတဲ့မိမေတဲ့ကျမအတော်အံ့ဩသွားတယ်သူ့လက်ထဲကခရုကွန်ကိုယူပြီးနားထောင်ကြည့်တော့ဟုတ်ပါရဲ့ ထဲမှာလေဝဲလှန်နေတာကပင်လယ်မှာလှိုင်းအော့တန်းလေးရိုက်နေတဲ့အတံမျိုး။အော်သမီးကပင်လယ်ကိုလွမ်းနေရှာတာကိုဒီတစ်ခါကျတော့မလေးရှားဆုံးကားတွေမှာ မကောင်းဆိုးဝါးထွက်လာကနေတံမျိုးတဲ့။သမီးကခရုကွန်းနောက်တစ်ခုရဲ့တံကို အတိတ်ပဲဖွင့်ပြနေပါသေးတယ်။ကျမတို့ဟာပင်လယ်ကိုချစ်စိတ်နဲ့ပင်လယ်ရဲ့အနှစ်သားတွေကို ကိုယ်စိတ်နဲ့လိုသလိုဖွင့်ဖန်နေကြတာပါ။နေကညီမတယောက်အိမ်ကို အလဲလာရင် ကျမတို့ရဲ့ယတနာတွေကိုကြည့်ပြီးနှကောင်းရှုံလေးရှိပါတယ်။သူကလက်တော်ဝါစာဘေးရင်ဆောက်ကလေးတွေကိုဆွဲလန်းစွာ လက်ကင်ထားသူပါ။ခေါင်းလျှော်ရင်ဆောက်ကလေးကိုလှမ်းနေ။အဝတ်ဝယ်ရင်ဆောက်ကလေးကိုလှမ်းနေ။တခခုကြံစီလောက်ကင်တော့မယ်ဆိုရင်ဆောက်ကလေးကိုလှမ်းနေ။သူက ကျမတို့ရဲ့ယတနာတွေကိုကြည့်ပြီးဒီမှာဘလို့စည်းဝါတက်မလဲ။အမိုက်တွေအဲကန်းနဲ့ရောက်နေတာကိုတဲ့။ကျမကလည်းဟေးငါယတနာတွေကိုမထိနဲ့ပေါ့။ ဒါပဲလေတန်ဖိုးဆိုတာလူကသတ်မှတ်တဲ့ဆန်တော့မဟုတ်လားဒီနေရာမှာအင်္ဂလန်အခြေစိုက်မစ္စတာပေါ်ဖော်လီ MA အော်ဇမ်ခေါင်းဆောင်တဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့လေးအကြောင်းပြောပြခြင်းပါတယ်အခုဖြစ်သူအာဒမ်ဖောက်စ်နဲ့ညီဖြစ်သူဂရီဟမ်ဖောက်စ်တို့ဟာ အဖွဲ့ဝင်တွေဖြစ်ကြတယ် အင်္ဂလိပ်မျိုးကိုနှစ်ယောက်မှခရီးသွားစီးပွားရေးလုပ်ငန်းတွေရှိကြပြီးထိုင်းနိုင်ငံမှာတဆင့်ဗိတ်ကျွန်းစုကိုရောက်ဖူးသူတွေဖြစ်ကြတယ်။ဒါအပြင်သူတို့ပိုင်တဲ့ခီးတွားလုပ်ငန်းကုမ္ပဏီ Southeast Asia Life Abroad SEAL မှဂျင်းငှဝါဇနာကြီးတို့ကဘာလက်ကြီးတဲ့များကိုထိုင်းနိုင်ငံမှာတဆင့်ပိတ်ကျွန်းစုရင်ငုတ်ွက်များရှိရာတို့ဆေးလွတ်ခဲ့ကြသူတွေလည်းဖြစ်တယ်။ပိတ်ကျွန်းစုကိုလည်းသူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြတာကြောင့်အနာဂတ်မှာပင်လယ်အန်ဝါခီးတွားလုပ်ငန်းနဲ့စီးပွားရေးအလားအလာ ကောင်းမွန်မဲ့ဒေသဆိုတာသိနေခဲ့ကြတယ်။အဲ့ဒီအဖွဲ့ဟာပင်လယ်ပြင်ထိန်သိမ်းဖို့ဆောင်းရန်ရှောင်းရန် အကြံပြုတဲ့ဆွေးနွေးပွဲကိုမြန်မာနိုင်ငံတော်အစိုးရနဲ့ဟိုတယ်ခီးသွားလုပ်ငန်းဝန်ကြီးရဲ့ခွင့်ပြုချက်နဲ့ရန်ကုန်မြို့မှာဘိတ်ကျွန်းစုဒေသအတွက်ဆွေးနွေးပွဲကြီးလှုပ်ဆောင်ခဲ့ပူပါတယ်။အပွဲကောင်းဆောင်ဟာထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ခီးသွားကုမ္ပဏီမှအနာဂတ်မှာအလားအလာများစွာရှိတဲ့ဘိတ်ကျွန်းစုတို့ ချင်းကဝါသနာရှင်များကိုလှုပ်ပေးมาဖြစ်တယ်ဒါပေမဲ့သူကထိုင်းကိုသင်ကန်းစာယူစေခြင်းပါတယ်လူတို့မစင်မချင်းမှုကြောင့်ထိုင်းနိုင်ငံပင်လယ်ကျမ်းပြင်ဟာပြောင်းပလင်းခါနေပြီမဟုတ်လားဒါကိုသင်ကန်းစာယူပြီးပိတ်ကျဉ်စုမပြတ်စည်းစေဖို့ကာကွယ်စောင့်ရှောက်ဖို့အလို့ယုံဆွေးနွေးပွဲကိုနှစ်ရက်တာလှုပ်ဆောင်သွားတာပါ ဒီအဖွဲ့နဲ့တူပါလာတဲ့ထိုင်းလူမျိုးဂျင်းငုံနီးပြဆရာကလည်းပြည်လဲခြေကန်ခီးတောလုပ်ငန်းတန်ဖိုးရှိပုံကိုငါးဖက်လုပ်ငန်းနဲ့ရှင်တွဲရှင်းလင်းတင်ပြသွားတာစိတ်လှုပ်ရှားပွဲကောင်းလာပါတယ်။အပြောကျဲတဲ့ပြည်လဲကြီးပြက်စီးရတဲ့အကြောင်းရင်းတွေကလည်းအမျိုးမျိုးရှိရမဟုတ်လား။ကဘာပေါ်မှာရှိတဲ့ပင်လယ်တွေဟာနေရာဒေသကွဲပြားပေမဲ့တစ်ခုနဲ့တစ်ခု တွဲဖက်ဆက်ဆက်နေတာအသေးချပါပဲ။ဒါကြောင့် ပင်လယ်ထိမ့်သိမ်းဆောင်ရှောက်ရမှာတူးချင်းတနိုင်ငံချင်းလှုပ်ဆောင်ရင်ပြည်စုံမှာမဟုတ်ပါဘူး။ကမ္ဘာလူသားအလုံးလိုက်နာလှုပ်ဆောင်မှပြည်စုံအောင်မြင်နိုင်မယ့်ကိစ္စဖြစ်ပါတယ်။ပထမအ धिक အချက်အနေနဲ့ပင်လယ်ရေသရဝါတွေကိုပြောင်းသလင်းခအောင်ဖန်ဆီးကြခြင်းပဲဖြစ်တယ်။ဂျီအောက်ကဘာဆင်းရဲလာတဲ့အခါကဘာလက်ခီးတဲ့တွေကိုဘာနဲ့ဆွဲဆောင်မလဲဆိုတာစဉ်းစားစရာပါ။ အတိုင်းထက်အလွန်ဖန်ဆီးခြင်းတရားမဝင်ဖန်ဆီးခြင်းရေမြုပ်ပုံးထောင်ဖန်ဆီးခြင်းတွေဟာရေအောက်ကဘာပျက်စီးဖို့အကြောင်းရင်းခံတွေပါပဲရေမြုပ်ပုံးတွေကြောင့်ငါးတာမကငါးရွေခိုးအောင်ရာတန်နာကြောက်တန်းတွေပါပျက်စီးရတာဟာ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးပါပဲ။တချို့နိုင်ငံတွေမှာဆိုရီအောက်တို့လင်းရောင်များပို့လွှတ်လိုက်တဲ့အခါလမ်းပြတ်ပြီးပေါ်ထွက်လာတဲ့ငါးတွေကိုရေစုပ်ပိုက်များဖြင့်ငါးသင်းမောတွေပေါ်ရောက်အောင်စို့ယူဖမ်းဆီးလာကြတယ်။တချို့ဆိုငါးတွေထွက်မပြေးနိုင်အောင်ချီလီရတဲ့ပလတ်စတစ်လေးပူပေါင်းတွေမှုတ်သွင်းပြီးချန်ခတ်တဲ့ကဲ့သို့ဖြစ်စီကငါးတွေကိုဖမ်းမိဖို့ မင်းမျိုးစုံတည်ထွင်လာကြပါတယ်။ဒီလိုပင်လယ်ကိုမင်းမြိုက်မဲ့ရေမုတ်ဆိုးတွေရဲ့တန်ကို မခံရအောင်သက်ဆိုင်ရာကအာနာပိုင်အဖွဲ့အစည်းနဲ့အရက်ဖက်အဖွဲ့အစည်းများလက်တွဲညီညီလှုပ်ဆောင်ဖို့လိုပါတယ်။ဒီတော့ဝင်ဆက်လက်ရှင်တန်ခွင့်ပေးမယ်။ငါးမျိုးမပြုံးအောင် ထုံးလုံးမှုတန်ချိန်ကို ကန့်သက်ပေးမယ်။ငါမဖက်ရရသည်တတ်မှတ်သလိုငါမဖက်ရဧရိယာငါဖန်ပိုက်ကွက်များကိုပါတတ်မှတ်ပေးမယ်။စီကံတတ်မှတ်ချက်တွေကိုလိုက်နာခြင်းရှိမရှိစောင့်ကြည့်အဖွဲများဖွဲ့ပြီးကြည့်မယ်။ကျူးလွန်သူတွေကိုထိထိရောက်ရောက်ပြစ်ဒဏ်ပေးမယ်။ဒါဆိုရင်ပင်လယ်ကြီးကိုကယ်တင်တာပါပဲ။ မြန်မာနိုင်ငံမှာအီယရီကိုကဲတင်ရမှာဖြစ်သလိုပင်လယ်ကိုလည်းကဲတင်ကြရမှာပါ။ဒါဟာလဲလူတဦးချင်းစီရဲ့အခြေခံစိတ်ဓာတ်နဲ့အဆိုင်မယ်လို့ထင်ပါတယ်။လူတဦးချင်းစီမှာအတ္တနဲ့ပရမျှတဲ့အခြေခံစိတ်ဓာတ်ကောင်းတွေရှိမယ်ဆိုရင်ကဘာကြီး ငင်းချမ်းตายာလှပနေမှာအမှန်ပါပဲဒီလိုအခြေခံစိတ်ဓာတ်ကောင်းလေးတွေရရှိနိုင်ဖို့မိဘနဲ့တောင်းကဆရာတွေကခလေးတွေကိုငယ်စဉ်ကတည်းကတဘာဝတရားကြီးနဲ့ရင်းနှီးပွင့်တီးအောင်တဘာဝဝင်ကျင်အလှတရားတွေကိုချစ်တတ်အောင်လေ့ကျင့်သင်ကြားပေးရပါမယ် ငယ်စဉ်ကလေးကကောင်းကင်တိမ်တမြေကြီးမြစ်ချောင်းပင်လယ်တောင်တန်းတွေရဲ့ကျေးဇူးတရားအလတ်တရားကိုခလေးတွေနဲ့ယဉ်ပါအောင်လှုပ်ဆောင်ပေးရပါမယ်။ကြပြာတွေပုံမြင်တွေကနေတဆင့်ခလေးတို့ယဉ်နေနူးညံ့သိမ့်မွေ့သောချစ်ချင်းတရားတွေကိန်းအောင်အောင်ပို့ဆောင်နိုင်ပါတယ်။လောလောဆယ်တော့ပင်လယ်ကြီးကိုကက်တင်ဖို့သင်လဲပါဝင်ကူညီကြပါစို့။ reference တင်တန်းယူမြန်မာခီတော်ဤမြန်မာပြည်ပင်လယ်အန်နဝါအခြေခံခီတော်လုပ်ငန်းဆောင်ဒီလိုင်းအတွဲရှင်အမှတ်25 29ရက်4လ2019အဆင်ပြေခဲ့ကြရဲချစ်တော်တို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ရက်များမှာလည်းပင်လယ်ငေးသူရဲ့နောက်ထပ်စာဆုလေးတွေကိုဖတ်ပြအောင်မှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။